စိတ်ထဲမှာဒေါသရဲ့လို့ဖြစ်လာပြီဆိုရင်ပူပန်မှုလေးတွေဝင်လာတယ်။ပုဂ္ဂိုလ်ကြည့်လိုက်တဲ့အခါကျတော့ဒေါသမဖြစ်ဘူးပူပန်မှုလည်းမရှိဘူး။စိတ်ထဲမှာနည်းနည်းမခံနိုင်နေတယ်လို့ပြောတဲ့ပြဘတ်သိအောင်ထုတ်ဖော်ပြီးပြောမှုပြမှုမရှိဘူး။ဘလောက်ပဲပြောပြောပြောချင်တာပြောပါလေ။သူပြောတဲ့သူကံပဲ။ကိုယ်ပြုတာကကိုယ်ကံပဲသူပြုတာကသူကံပဲလို့ဒီလိုကံကံရဲ့အကျိုးကိုနှလုံးသွင်းပြီးတဲ့သူကပြောကောင်းကြောက်ကိုနှလုံးသွင်းနေတယ်။ဒီနေရာမှာအမြတ်မထွက်ဘူးဆိုတာကတော့အထူးသဖြင့်ဩဒရာ အမျိုးကောင်းသမီးတို့ကဲ့သို့မေတ္တာဇံကိုဝင်စားနိုင်တဲ့စိတ်ထားတွေကအထွတ်ထိပ်လိုရောက်နေတဲ့စိတ်ထားမျိုးပဲဒါဖြစ်သောပုဂ္ဂိုလ်ကဘယ်လိုပင်ပြောကျင်တာပြောပါစေပြုလုပ်ကျင်တာပြုလုပ်ပါစေမိမိကသောတဝါရီအပေါ်နဲ့ချက်ကျပြီးတော့မေတ္တာဇံနဲ့ဝင်စားနေနိုင်မယ်ဆိုရင်သူမေတ္တာဇံဝင်စားနေတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာအနေထားကိုထိုးချင်းခံမှကြည့်ကြည့်ပါ ယုံဆိုးတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းဖြစ်ပါစေမေတ္တာကြောင့်ဝန်ဆောင်နေတဲ့အချိန်ကမှတဏှိတဖို့အဖြစ်ကြည့်ရှုလို့အမတန်ကောင်းနေတဲ့အမျိုးကောင်းသားမျိုးကောင်းသမီးဖြစ်နေတတ်ပါရဲ့ကံဒီကိုတည်တော်ခြင်းအချိန်ကတော့တစ်ဖက်သားအပေါ်မှာအမတန်ကြီးမားတဲ့မေတ္တာကရုဏာတတ်တည်နဲ့ထူထောင်နေတဲ့ကံဖြစ်ခြင်းကြောင့်ဒီကံကအကျိုးပေးတဲ့အချိန်ကမှဖြစ်မလဲဒီနေရာမှာတော့အကယ်၍မေတ္တာဇံရရှိခဲ့မယ်ဆိုရင်တော့ဒီမေတ္တာဇံကြီးကတော့ဂိမမီလို့ခေါ်ဆိုအပ်တဲ့နတ်ပြည်နတ်လောကကိုပို့ဆောင်ပေးမှဖြစ်တယ် လက်ပြီမရောက်ဘူးသားဒီမေတ္တာဇန်ကြီးရဲ့သွားအကြောင်းမြမပြီမရောက်ဘူးပဲဒါမေတ္တာဇန်ရဲ့ရှေ့ဘက်မှာဖြစ်ပေါ်နေတဲ့မေတ္တာဇန်ပွားနေတဲ့ကုသိုလ်စိတ်စေတနာတွေလည်းရှိတယ်မောဟစရကုသိုလ်စိတ်စေတနာတွေမေတ္တာဇန်ကိုပွားများပြီးတဲ့နောက်နောက်ပိုင်းမှာတရားရီအပေါ်နဲ့ထားရှိတဲ့မေတ္တာနဲ့ရှင်နေတဲ့ဆရာကုသိုလ်စိတ်စေတနာတွေရှိအဲ့ဒီစိတ်စေတနာတွေကလူ့ပြည်လူလောကကိုရောက်အောင်ပို့ဆောင်ပေးနိုင်တဲ့ဆောင်းအားရှိမေတ္တာဇန်ကြီးကတော့မြမကြီးကိုရောက်အောင်ပို့ဆောင်ပေးနိုင်တယ် အကြိမ်ဒီမမီကိုမရောက်ဘူးထားလူကြီးလူလောကကိုပြန်ပြီးတော့ရောက်ရှိလာခဲ့မယ်ဆိုရင်ဘာဖြစ်မလဲငါတော်သူ့ဘလူနဲ့ကြီးရောပဲဂုံကုံဆောင်းနိုင်တဲ့ဥပရိတံပတ္တိရုပ်ရင်နဲ့ပြည့်စုံခြင်းတည်းဒါဟာအကျင့်တစ်ခုပဲဘာအကျင့်လဲဒေါသမကြီးခြင်းအမြဲဒေါသမကြီးခြင်းဘလောက်ပဲသူများတွေကပြောခြင်းပြောပါစေဘယ်တော့မှစိတ်မဆိုးဘူးဘယ်တော့မှစိတ်ဖောက်ပြန်တဲ့အမှုရာကိုမပြဘူးဘယ်တော့မှညံ့ညို့မထားဘူး အမြတ်ကိုလည်းထင်ရှားဘယ်တော့မှမပြဘူးသောတာကိုလည်းဘယ်တော့မှထင်ရှားမပြဘူးမကျင့်တဲ့ချက်တွေကိုလည်းဘယ်တော့မှထင်ရှားမပြဘူးအဲ့ဒီလိုမပြခြင်းဆိုတဲ့ကျင့်ဝပฏิပတ်ပြီးကြီးညိုပဲဂုံကိုဆောင်းနိုင်နဲ့အမတန်ချုံးမလှပတဲ့ဥပရိတန်ပတ်ကိုခေါ်တဲ့ရုပ်ရည်နဲ့ပြည့်စုံဖို့ရအကြောင်းတစ်ခုကျင့်ဝတစ်ခုဖြစ်တယ်လို့မြတ်စွာဘုရားခေါ်ထားတယ်